အားလုံးမင်္ဂလာပါ Forever United က YouTube channel ကနေကြိုဆိုလိုက်ရပါတယ်။မင်္ဂလာတော့မရှိဘူးဒါပေမဲ့လောလောဆယ်ပဲကျွန်တော် United က Newcastle ကို4-1ဆိုတော့ရလိမ့်မယ်။အရှက်တကွဲရှုံးနေတော့ပါပြီ။ကျွန်တော်လက်ရှိမှာ United အောက်မှာကျွန်တော် Spurs တို့ West Ham တို့ Wolverhampton တို့ပဲရှိတော့တယ်။စောက်ကြတဲ့ရုံရှိဘူး Garnacho နဲ့ Harry Amas ကိုထုတ်ပြီးတော့ Dogu ရဲ့ Mason Mount ရဲ့ဒါ Zizi Zizi ကထားပါသူတကောက်ကြတဲ့အရာရောက်ရပုံစံပဲ။ Wildland ကို Wildland လည်းဘာမှသုံးစားမရဘူးဝင်လာပြီးတော့ တော့အဲ့မှာကျွန်တော်တို့က United က Newcastle လို့အသင်းကို Newcastle လက်ရှိ Fawn Yammi နဲ့အသင်းကို Top Forward မျိုးစူးစမ်းနေတဲ့အသင်းကိုကျွန်တော်တို့ကတော်တော်လေးကိုမှရှင်ကန်နိုင်ခဲ့တယ်ပြောလို့ရတယ်။ကိုပေါ့ချင်းချောင်းကိုချိုးလိုက်ပြုလုပ်နိုင်ခဲ့တယ်ကျွန်တော်တို့ဒီ Erison Bruno Fernandes ဒီ Zizi ရဲ့တွဲလုံးကလည်းတကယ်ကိုလှတယ်။ Zizi ကိုပေါ့ကန်သွင်းကိုစူးစမ်းတယ်။ကိုပေါ့ကိုသမားပို့ထုတ်လိုက်တယ်။ကိုမရောက်တော်တော်နဲ့နာတယ်အဲဒီတော့ပြီးတော့ကာနာချိုးကန်တယ်ဒီကနာချိုဒီဥဂန်ဒေးနဲ့ဒါလောရိုးရဲ့ပေးပို့မှုကဒီကနာချိုကလပ်ပပပဲ ကိုတင်သွားတိုင်းပြီပြီပုံသွားတယ်လှတယ်တော်တော်လှတယ်ဝေါဝမ်းဖြစ်သွားတယ်ပရိုဂရမ်ကတော့အထူးလည်းပြောစရာမရှိဘူးခန်းစစ်ကလည်း normal ပဲဒါမှအရင်စူးစူးဝါးကြီးလည်းမဟုတ်သေးဘူးပုံမြန်မှန်ကြီးမဟုတ်သေးဘူးပြောချင်တာဒုတိယပိုင်းဒုတိယပိုင်းရောက်လာတော့မှစီစီကပြဿနာတက်တယ်ဒီတကောက်ကျော်ဘောလုံးဆွဲပြေးနေတဲ့သူ့ရဲ့ထုံးစံတိုင်းဘောပလင်းရန်ကောင်းနေစီစီကအဲ့လိုဆွဲပြေးဆွဲပြေးနေဒီမှာတကောက်ကျော်တိုင်းရောက်လာတော့သူလူစားလေးလိုက်ရတယ်ဝိုင်လန်နဲ့အဲ့ဒီအချိန်မှာဒိုဂူနဲ့မေဆန်မောက်ကိုကျွန်တော်တို့ဒီကာနာချိုနဲ့ Harry Amas ကိုထုတ်ပြီးတော့လဲလိုက်တယ်ဘလို့ပုံစံနဲ့ Armory လဲလိုက်လို့မသိဘူးကာနာချိုးဆိုဆက်ကစားလို့ရတယ်ဗျ90ကျော်ပဲရှိပြီမင်းနဲ့ तू က Newcastle ကို short တာလားဘာလို့မသိနောက်ဆုံး Newcastle ကပုတ်ပါလေရော Harvey Ban ဆိုတဲ့ကောင်ကကျွန်တော်တို့ Leicester မှာလည်း Man U ကိုဆောက်တော့ကပေးလာတာဒီ Newcastle ရောက်ခဲ့ဒီဆောက်တော့ကပေးတော့မယ်အကောင်နှစ်ကိုသွင်းသွားတယ်ပြီးတော့ကျွန်တော်ဒီအက်မှာလည်းကျွန်တော်မာဇရာဝီနဲ့ဒီဘာရန်တာထက်ရောင်းသေးတယ်မာဇရာဝီနဲ့ဘာရန်တာလည်းရောင်းကြပဲဗျချောလိုက်တက်နေလားမှန်တယ်ချော်လဲနေဟောကောင်းလား အမှန်ကျွန်တော် forward နဲ့ပဲအသိခံလိုက်ရတယ်။ cross အောက်ပါဆိုလို့ spar နဲ့ over hand နဲ့ wide side လာမယ်ဒါပဲကြံတန်းစစ်ဆုံးနဲ့တိတ်မပွားတော့ဘူး။ပုံပေါ်နေတော့ဟို try နေတာ။သူပြရမှာဘလို့မအောင်မှရှင်းလို့မရတော့တာ။တော်တော်ကြီးဆော့ဆော့ပြပြကြီးဖြစ်သွားကစားကနိုင်နေပါလေဆိုမှအဓိကကစားမတွေထုတ်လိုက်တယ်တကောက်ကလည်းနာဝင်အရေးကြောင့်ဆိုကစားမလူကဟိုမရှိပါဘူးဆိုမှလူလျှော်တော့ပါဘူးကလည်းသုံးစားမပြဘူးဝင်လာလည်း ဟာအမြဲတမ်းဟိုဆဲဥပါကြီးတကောင်းနေရယူနိုက်တက်လက်ရှိလက်ရှိအနေထားတော်တော်ကြီးကိုဆိုးဆိုးဝါးဖြစ်နေတယ်ကျွန်တော်ဒီပြီးခဲ့တဲ့ပွဲမှာမန်စီးတီးတက်ပွဲမှာမဆုံးလို့ပြောရရတယ်လိုင်ယွန်တက်ပွဲမှာလည်းမဆုံးဘူးဒါပေမဲ့အိုရနာဖင်ရလို့ပေးလိုက်ရတကူရယ်ပြီးနောက်ဆုံးမှာအနိုင်မထိန်းနိုင်တဲ့အနေထားကြောင့်ကျွန်တော်တူတူဖြစ်သွားတယ်ပြီးတော့ Northern Forest ကိုလည်းရှုံးတယ်အခုမြို့ကဆက်ရှုံးတယ်ကျွန်တော်နောက်ဆုံး၅ပွဲမှာအဲ့ Northern Forest တပွဲပဲရှုံးတယ်ဆိုပေမဲ့ကျွန်တော်အခု ညူကာဆယ်နဲ့နောက်တစ်ပွဲထပ်တိုးလာပြီဆိုတော့ကျွန်တော်တို့ရှုံးဝတ်နှစ်ပွဲဖြစ်သွားပြီပြီးတော့ကျွန်တော်အဆင့်မှတ်ပေးစားဆင်းရဲနေပေါ့ကျွန်တော်ကဒီတော်တန်းနဲ့ပြောင်းဖို့လိုတယ်ဗျအခုလိုတော့ကျွန်တော်က top 40လာအအဆင့်14မှလာမသိဘူးတော့စိတ်ပြတ်ဖို့ကောင်းတဲ့ result ပဲပြောချင်တာဒီပွဲကအဲ့လောက်ကြီးဂိုးပြတ်ရှုံးမယ်လို့မထင်ဘူးဗျမှန်တိုင်းပြောရရင်အခုက41နဲ့သိခံနိုင်ရတယ်ဒါကလည်းအဓိကကိုယ်ကစားမရတဲ့ individual အမားတွေကနေပေးလိုက်ရတဲ့ goal တွေကလည်းတော်တော်လေးကိုနစ်နာရတယ် ပြီးတော့နီးပြရင်လူစားလဲမို့ဒီဘွဲအဖြစ်ပဲနီးပြလူစားလဲလိုက်တာဆောက်ကလဲပြောရလို့ဒီဘွဲကရှင်းရှင်းပြောရရင် opposite ပြန်ဖြစ်သွားတာဗျာတိလားရလဲကောင်းနိုင်ရဲ့သားနဲ့တီးရတီးလောက်အနည်းဆုံးရနိုင်ရင်သားနဲ့အခုကကျွန်တော်ကအရှုံးပြက်ကိုပြက်ရှုံးရလက်ကြုံသွားတာယူကာဆရာတကယ်ကောင်းတယ်သူတို့ရတဲ့ခင်သူတို့ကောင်းလို့လုပ်ပါတယ်မန်ယူကတော့ပရိုင်မှာခွင့်ရချိုရတယ်ဒါမှမဟုတ်တုံးချနိုင်ခဲ့ဘူးတံမကောင်းတာလည်းပါတယ်